ားလုံးပဲမင်္ဂလာပါ Behind the scenes အာဆင်နယ်နဲ့ကြိုဆိုလိုက်ပါတယ်အာကျွန်တော်ဒီနေ့သုံးသပ်သွားမှာကတော့ကျွန်တော်အာဆင်နယ်အသင်းရဲ့ဒါလက်ရှိအပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့အမြင်ကိုအသေးစိတ်ရွှေ့နေသုံးသပ်သင်ဆက်ပေးသွားပါမယ်ဟောအဓိကအားဖြင့်တော့ဒါတိုက်စစ်မှုကိစ္စတွေပေါ့နော်အားလုံးဒီတိုင်းမှာအာဆင်နယ်အသင်းကအခုလက်ရှိမှာတိုက်စစ်မှုခေါ်မယ်ဆိုပြီးတော့သတင်းတွေထွက်နေတယ်ထွက်နေတဲ့သတင်းတွေကတော့အာတိုက်စစ်မှုအဓိက၃ယောက်ရှိရပေါ့နော်တယောက်ကအလက်ဇန္ဒားအီဆက်တယောက်ကပီတာယူခရက်နောက်တယောက်ကကြတော့ဘန်ဂျမင်ဆက်ကို ဟိုဒီ၃ယောက်ချင်းเนี่ยဘယ်လိုဖြစ်လဲဆိုရင်အာတီတာရဲ့ favorite ကတော့ဒါအလက်ဇန္ဒာအီဆက်လုံးဝဒါအာဆင်နယ်ကစားကွက်နဲ့လည်းကိုက်ညီမယ် EPL မှာလည်းအတွေ့အကြုံရှိပြီးပြီးဂိုးသွင်းတာလည်းတေးကြတယ်အာတကယ်ကိုစိတ်ကြပိုင်းလဲကောင်းမွန်တဲ့ကစားသမားမျိုးအတီတာလိုချင်တဲ့အတွက်တေချာပေါ့သူ့ကိုခေါ်ချင်တယ်ဒါပေမဲ့သူ့ရဲ့လက်ရှိဈေးတန်းကတကယ်တမ်းခေါ်မယ်ဆိုရင်တန်150အထက်မှာရှိနိုင်တယ်ဆိုတော့ကြတော့ဟိုအာဆင်နယ်ရဲ့လက်ရှိဘတ်ဂျက်အခြေအနေနဲ့ဆိုလုံးဝမဖြစ်နိုင်ဘူးဆိုတော့ကြတော့သူ့ကိုခဏမေးထားလိုက်မယ်ပြီးနောက်နှစ်ယောက်ကကြတော့ ယူကရက်နဲ့ဘင်ဂျမင်ဆက်ကိုအဲ့နေရာမှာအာဘင်ဂျမင်ယူကရက်ကကြတော့ဒါအာဂန်ဒရိုက်တာအန်ဒရီယာဖာတာရဲ့အကြိုက်အသက်26နှစ်ရှိပြီဘင်ဂျမင်ဆက်ကိုကကြတော့အသက်21နှစ်အာဒီတာကဣဆက်မှမရရင်တော့ယူကရက်ဆိုင်ဘင်ဂျမင်ဆက်ကိုခေါ်သိခြင်းနဲ့ဆိုတော့ဒီဟာလဲဘာလို့လဲဆိုတော့ကျွန်တော်တစ်စက်တည်းပြောသွားမယ်အဓိကအပြင်ဘာလို့လဲဆိုရင်တော့အခုလက်ရှိမှာအကင်ဟာဘက်ပြန်တက်တာလာပြီး ကျွန်တော်တို့တိုက်စစ်မှုလိုရဲလိုရဲလို့ပြောတဲ့အချိန်တွေမှာကကံရဘက်မရှိတဲ့အချိန်တွေမှာအရန်ကိုဒါသတင်းထွက်ခဲ့တာဒါပေမဲ့လက်ရှိမှာကံရဘက်ပြန်တက်လာလာပြီနောက်ရသည်စရင်ဒါနောက်ထပ်ကာဗီယယ်ဂျေဆုစ်လည်းကျွန်တော်တို့ပြန်ပြီးလာမှာဖြစ်တဲ့အတွက်ဟိုအာဒီတာရဲ့စိတ်ထဲမှာတိုက်စစ်မှုကအမအီဆက်တို့လိုတိုက်စစ်မှုမျိုးမှာမဟုတ်ဘူးဆိုရင်တော့အဲကျန်တဲ့တိုက်စစ်မှုတွေဖြစ်စရာလည်းမလိုဘူးလို့သူကသုံးသပ်ထားပုံရတယ်ခံယူထားပုံရတယ်အဲ့ဒီအတွက်ဥမာကံရဘက်ပြန်လာပြီဆိုရင်ထားပါတော့အာဒီတာကကံရဘက်ကိုအရင်ကြိုက်တဲ့နီးပြား ကျွန်တော်အားလုံးသိရဟိုကြိုက်လို့လည်းပေါင်တန်း60ကျောက်ပေးပြီးဝယ်ထားတယ်ပြီးရင်အတင်းရဲ့ဒါလစာအများဆုံးကစားသမားတွေတည်းတူဆိုတော့ကြတော့ဒီလိုမျိုးကစားသမားတူကိုအာဒီတာနေနဲ့ line နဲ့ခောက်ပြီးတော့အရန်ကုန်ပို့ပြီးတော့နောက်ထပ်ဒါ Yogurest တို့လိုတိုက်စင်မှုမျိုးခေါ်ပြီးတော့ဒါဒီ perfect လူစင်းမှာထည့်မှာတော့မဟုတ်ဘူးကျွန်တော်အမြင်ရပါတော့အဲ့ဒါကြောင့်မို့လို့ Adidas နေနဲ့ Kanye West ကို line နဲ့ ခောက်ပြီးတော့ရန်ကုန်ပို့ရမယ်ဆိုရင်လည်းနောက်တစ်ခုရှိတာကာယံဘက်ကအထောင်လက်ဆင်မှုနေရာမှာမကစားရဘူးဆိုရင်သူ့နောက်မှာကဒီတကန်ရိုက်ဆိုအခု right number 8ကမာတင်အိုရီကနေရာမှာလည်းကာယံဘက်ကဝင်တိုးလို့မရနိုင်ဘူး။ဘာလို့လဲဆိုရင်ဒေချာဘောက်က number 6 row ကလည်းပါတီလည်းဆက်ရှိနေတယ်လို့ဆူဝီမန်နီဒေချာဘောက်ရောက်မှာဖြစ်တဲ့အတွက်တကန်ရိုက်ကလည်းနောက်ထပ်နောက်နောက်ကိုဆင်ပြီးကစားဘောက်ဘုံမရှိဘူး။ဒေချာဘောက် left number 8 row မှာပဲသူကအကောင်းဆုံးဖြစ်နေတယ်ဒေချာဘောက်သူပဲကစားမှာဖြစ်တဲ့အတွက်ကာယံဘက်အနေနဲ့က အာဒီဒါကတုံးရင်မယ်ဆိုရင်အာဒီဒါအရန်ကြိုက်တယ်ဆိုရင်သူ့ကိုတုံးစရာကနံပါတ်9ဟုတ်အပြင်တစ်ခုမှမရှိဘူးအဲ့တော့ကြောင့်အာဒီဒါနေနဲ့ကာယန်ဘက်ကိုနံပါတ်9ကနေခောက်ပြီးတော့တိုက်စစ်မှုခေါ်ရမယ်ဆိုရင်လည်းတကယ်ဒါတည်တည်ပြပြီးသားပြီးမှပြတည်တည်ပြပြီးသားတကယ်ဟိုအသင်းရဲ့ကစားဝင်နဲ့ကိုင်းညီမဲ့အီဆက်ကလွှဲရင်အာဒီဒါကမခေါ်ချင်ဘူးအဲ့တော့ကြတော့ ီဆန်းမှာမဟုတ်ဘူးဆိုရင်တော့အာဒီဒါကဒါ YQS လိုမျိုးအသက်26နှစ်လည်းရှိပြီးတကယ်ဂိုးတွေလည်းအများကြီးတွင်းထားတက်တည်ပြပြီးသားပြီးတော့ဒါသူ့ကိုယ်သူဒါသူ့သူ့ရဲ့ pride နဲ့ဒါမာမာနာလည်းရှိပြီးတော့တေချာပေါက်ကိုယ့်ထက်လူချင်းမှာလူချင်းပဲကစားမမျိုးတဲ့စာရင်ဟို YQS လောက်လည်းဒါဂိုးတွေအများကြီးမတွင်းသေးဘူး potential ကတော့အကောင်းကြီးရှိသေးတယ်အသက်ကလည်း27နှစ်ပဲရှိသေးမယ်ပြီးရင်အချိန်လည်းပေးပြီးတော့ပြုစုပြုထားနိုင်မယ် ဒါဘန်ဂျမင်ဆက်ကိုအာဒီတာပို့လို့ခြင်းနဲ့လို့ကျွန်တော်အနေနဲ့သုံးသပ်မိထားကျွန်တော်ရဲ့သုံးသပ်ချက်ပေါ့နော်ဟိုတင်းနေဒီမှာတော့မပေါ့ဘူးကျွန်တော်တော့အဲ့လိုပဲဟိုခန်းစားမိတယ်အာဒီတာဘာလို့မို့ဒါယူကရက်ဆိုင်အစ်အစ်ဆက်မများလို့ဆိုရင်ယူကရက်ဆိုင်ဆက်ကိုဘာလို့လိုချင်နေရလဲဆိုရင်ကျွန်တော်အနေနဲ့ကတော့ကန်ဟာဘက်ရှိနေလို့လို့ပဲကျွန်တော်တော့ပြောသုံးသပ်ချင်တယ်ဒါတစ်ပိုင်းနောက်တစ်ခုကအခုဟို US ကတင်းကြီးနေတဲ့အတွက် US နဲ့ပဲရှင်ပြီးပြောလိုက်မယ် US က Sporting League မှာ ကျွန်တော်အခုနောက်ဆုံးရာသီမှာ90ကျော်တွင်းထားတယ်အဲ့အရင်ရာသီကလည်း90 40ကျော်တွင်းထားတယ်ဒါတပိုင်းဒါပေမဲ့ကျွန်တော်ပြန်ကြည့်ပြီးရှင်ရှင်ကြည့်တင်တာကလေဘာဘူးတိုက်စစ်မှုတောင်ပေညဉ့်ညက်ကဆိုရင်လေလေဘာဘူးကိုမေရောက်ခင်ကပိုတူဂီလိယပဲဘင်ဖီကာအသင်းမှာနောက်ဆုံးရာသီမှာ34ကိုတွင်းပြီးတော့ဒါလေဘာဘူးအသင်းကိုဆန်ချင်းချင်းပြောင်းရွှေ့ကြီး85တန်းနဲ့ရောက်လာတယ်ဆိုတော့အခုလက်ရှိထောင်ဝင်ညဉ့်ရက်ပရီးမီးယားလိမှာဘလို့ဖြစ်နေလဲလက်ရှိ300ထီအထိရှိပြီအခုနောက်ဆုံးရာသီမှာဆိုရင်89ပွဲတွင်းနိုင်တယ်ပွဲ40ကျော်မှာ ဒါကဖြစ်တဲ့နေထိုင်မျိုးလုံးဝမဟုတ်ဘူးအဲ့တော့ကြတော့အာ request ကိုခေါ်မယ်ဆိုရင်ရောကျွန်တော်အနေနဲ့ဒါညံ့ညွတ်လို့မဖြစ်ဘူးလို့မပြောနိုင်ဘူးဒါလည်းစဉ်းစားမယ့်တစ်ပိုင်းရှိတယ်ဒါတစ်ပိုင်းနောက်တစ်ပိုင်းကကြတော့ကျွန်တော်အနေနဲ့အာဆင်နယ်ရဲ့လိုအပ်ချက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ရဲ့ကိုယ်ပိုင်အမြင်အရဆိုရင်လက်ရှိအာဆင်နယ်အသင်းရဲ့ဒင်ပေးချက်ပြည့်လုံးဝဒဏ်ရာမရဘဲနဲ့လူတိုင်းကစားနိုင်မယ့်အနေအထားမှာ line နဲ့တခုပေါ်ကြည့်မယ်ဆိုရင်အဒီတာရဲ့တကယ် favorite line နဲ့ကိုပေါ်ကြည့်မယ်ဆိုရင်ဘယ်နေရာအားအားအနည်းဆုံးလဲလို့ကျွန်တော်ကြည့်ရမယ်ဆိုရင်တော့ဘယ်တောင်မန်တိုက်စစ်ကအားအနည်းဆုံးလို့ကျွန်တော်ပြောချင်တယ် နောက်တန်းကြည့်မလားကိုးသမားကြည့်မလားကိုင်းလေကြည့်မလားတိုက်စစ်ပိုင်းကြည့်မလားကြည့်ရှင်ကြည့်လိုက်မယ်ဆိုရင်တကယ်ထိတ်တန်းတင်းကြီးတွေချန်ပီယံလိလိုမျိုးပွဲကြီးတွေမှာကင်ရမယ်ဆိုရင်တော့ကျွန်တော်ရဲ့အားအနည်းဆုံးနေရာကဖေတောင်မန်တိုက်စစ်ပဲဖြစ်တယ်မာတင်နယ်လီနဲ့ထရော့ဆက်နေရာဘလူးမောက်ကိုလုံလောက်တယ်လို့အဆင်မပြေဘူးအဲ့တော့ကြောင်ကျွန်တော်အနေနဲ့ကဟိုတကယ်သာကိုကခေါ်ရမယ်ဆိုရင်တိုက်စင်မှုထက်ဘေတောင်မန်တိုက်စစ်ကိုပို့ပြီးတော့အင်အားဖြည့်စီခြင်းလေကိုယ့်ရဲ့ budget ကလည်းအများကြီးမရတာဖြစ်တဲ့အတွက်ဒါဟိုတန်းတရာရရတယ်ဆိုရင်ဥမာထားပါဆို ဟို60 90ကိုဒါ UGS တို့ဘာတို့တိုက်စစ်မှုအထောင်တိုက်စစ်မှုမျိုးပေးပြီးတော့30လောက်ကိုဘယ်တောင်မန်တို့အတွက်သုံးမဲ့အစား60 90ကိုဒါဘယ်တောင်မန်တို့အမရိုဒီကိုတို့ဟုနီကိုဝီလီယန်တို့သုံးပြီးမှ340ကိုကျန်တဲ့340ကိုအထောင်တိုက်စစ်မှုအတွက်သုံးမယ်လို့ကျွန်တော်နေနေရတော့ဟိုခံစားမိရယ်အာဒီဒါအမြင်ပါပေါ့နော်ကျွန်တော်ဒါလည်းကျွန်တော်ကျွန်တော်ဖြစ်စီနေတာလည်းပါတာပေါ့ကျွန်တော်အဲ့လိုအဲ့လိုမျိုးပဲဖြစ်စီနေတယ်ဒါတစ်ပိုင်းနောက်တစ်ပိုင်းကကြာတော့ဟို ုအာဆင်နယ်ရဲ့လက်ရှိကစားကွက်ကိုပြန်ကြည့်မယ်ဆိုရင်ဟိုအာဆင်နယ်အာဒီတိုက်စစ်ပိုင်းမှာဒါဂိုးတွေမရဘူးမရဘူးပြောတာမှန်တယ်ဒါပေမဲ့အဲ့နေရာမှာဘာတွေအားနေနေလဲဆိုကျွန်တော်ဟိုနေ့ကသောမက်စ်ပါတီပွဲဟိုကျွန်တော်ကြည့်မိတယ်နယူကာဆင်နယ်ပွဲမှာဟိုတကယ်ဘေးတဲ့တဲနေရာမှာသောမက်စ်ပါတီရပြီဆိုရင်ရှေ့ကိုလုံးဝမရောက်တော့ဘူးနောက်ကိုပြန်ပြင်ပြီးတော့ဘေးကူပြင်ပြီးပြဖြစ်နေအဲ့တော့ကျတော့ဒီကျွန်တော်တို့မှဒါတိုက်စစ်တင်မယ်ဆိုရင် face ၄ဘိုင်းခွဲလိုက်မယ်ဆိုရင် ဒါနောက်ဆုံးကိုသမားပိုင်းရှိမယ်ပြီးရင်ကိုသမားနောက်တစ်ဆင့်ဒါသောမက်စ်ပါတီကိုလက်ခံမယ်ပိုင်းရှိမယ်ဒါကိုကိုကိုကွင်းလည်းပဲအချမ်းပေါ့နော်ပြီးနောက်ထပ်ကိုဘကွင်းလည်းပဲအချမ်းဒါမာတင်အိုရီဂတ်တို့တက်ကန်ဝိုက်တို့ပိုင်းရှိမယ်ပြီးနောက်ဆုံးတစ်ပိုင်းရမှာကျွန်တော်တိုက်စစ်စုံဖြစ်မယ်ပေါ့နော်အဲ့တော့ကြတော့ခုသောမက်စ်ပါတီဘောလုံးရပြီဆိုရင်ကျွန်တော်ရဲ့နောက်ထပ်ဒါနံပါတ်3 line ဖြစ်တဲ့ဒီတက်ကန်ဝိုက်တို့မာတင်အိုရီဂတ်တို့စီဘောလုံးကလုံးဝမရောက်ဘူးအဲ့လိုမရောက်တဲ့အတွက်ဒါမာတင်အိုရီဂတ်တို့တက်ကန်ဝိုက်တို့ကနောက်ထပ်ပြန်ပြန်ဆင်းပြီးတော့ဘောလုံးတွေယူရတဲ့အတွက် တို့ရဲ့ line မှာသူတို့မရှိတော့တဲ့အတွက်တိုက်စစ်ပုံဖုံမှုမှာအရန်ကိုနှေးသွားတယ်နောက်ကျသွားတယ်ပြီးသူတို့ရှေ့ရောက်လာပြီဆိုရင်ကစားရတာအရန်ကြက်ပြီးတော့ဟိုစာကာတို့ရောလည်းတိုးမပေါက်မာတင်နယ်လူလူတိုးမပေါက်ပြီးရင်ဒီတိုက်စစ်မှုစီကိုတိုးမပေါက်အဲ့လိုမျိုးဖြစ်ဖြစ်သွားတယ်ပေါ့နော်တကယ်ကသောမက်စ်ပါတီကဒီ line number 2လောက်ကို तू ကကိုယ်တိုင်တင်လာပြီးမှ line number 3တဲ့ကိုတက်ကနိုလိုက်တို့မာတင်အိုဒီဗက်တို့ဆီကို तू ကဟိုအတားလေး तू က short ထုတ်ပေးရမယ်မျှော်ထုတ်ပေးရမယ်အစား progressive space တွေအများကြီးပေးရမယ်အစား तू ကိုယ်တိုင်က ဒီဘေးတွေကိုပဲအများကြီးပေးနေတဲ့အတွက်ရှီကိုတိုးမပေါက်လာလို့လည်းကျွန်တော်မြင်နေတိုက်စစ်ပိုင်းအားနေနေပါဘူးဒါပေမဲ့ဒီရာဒီမှာဇူဝီမန်ဒီရောက်လာမယ်ဇူဝီမန်ဒီရဲ့ကစားပုံကိုကြည့်မယ်ဆိုရင်သူနော်ဘောလုံးကိုတည်သွားတဲ့အပိုင်းနေရှီကိုပေးလိုက်တဲ့အပိုင်းနေအရန်ကိုကောင်းတော့တွေ့ရတယ်တိုက်စစ်ကိုအရန်ကိုကူညီပေးနိုင်တယ်တကယ် line break pass တွေကိုအများကြီးပေးနိုင်တယ်ဆိုတော့သူသာရောက်လာမယ်ဆိုရင်ဘေးတဲ့နေရာမှာ ရာဒေးဗစ်ဝါယာအနေနဲ့သူ့စီကိုများများပေးပြီးတော့သူ့စီရဲ့တစ်ဆင့်ဒဂန်ရိုက်ဆိုအိုဒီကတော့နောက်ပြန်ဆင်းရမလို့ပဲနဲ့သူတို့ရဲ့ဒါတိုက်စစ်ဆုံးမှာပဲအစင်းသင်းဆောင်ပြီးတော့ရတဲ့အခွင့်အရေးတွေကိုဒါတိုက်စစ်ကိုမြင်မြန်ပို့နိုင်မယ်အေရီးယားတွေကိုမြင်မြန်ထိုးပေးနိုင်မယ်လို့ကျွန်တော်တို့ကခန့်စားမိတယ်။ဆိုတော့ကြတော့ဒါဟာလေတပိုင်းပေါ့နော်ကျွန်တော်တိုက်စစ်ပိုင်းပါလို့အားနေနေလဲဆိုကျွန်တော်ဒူရန်ရပြောနေကြတိုက်စစ်မှုမရှိလို့မရှိလို့အားနေနေရဆိုပေမဲ့ကစားဝက်တစ်ခုလုံးနဲ့ရှင်ရင်လဲကျွန်တော်တို့မှာနောက်ပိုင်းပွဲစဉ်တွေမှာတကယ်အခွင့်အရေးဖန်တီးမှုတွေအရန်ဝင်နေတယ်။တိုက်စစ်မှုဆိုတာကလည်း သူကအခွင့်အရေးဖန်တီးပြီးမှသာဒါကိုသွင်းနိုင်တာဖြစ်တဲ့အတွက်ဟိုအခွင့်အရေးဖန်တီးမှုမရှိဘူးသူလည်းကိုသွင်းနိုင်မှာမဟုတ်ဘူးဒါအဒါတစ်ပိုင်းအဲ့တော့ကျွန်တော်တို့လည်းနောက်ယာဒီမှာဆိုရင်းမန်ဒီတာပလာပလာမယ်ဆိုရင်တက်စီအခွင့်အရေးဖန်တီးမှုပုံများပြီးတော့ဂိုးတွေမျိုးပြန်ပို့ပြီးရလာနိုင်မလားတကယ်လို့အဲ့လိုမျိုးအခွင့်အရေးဖန်တီးမှုမရှိဘူးဆိုရင်ကျွန်တော်တို့မှာအားကိုးစရာနှစ်ခုရှိရဲတောင်းမယ်နှစ်ဖက်တောင်းမယ်နှစ်ဖက်ကတကယ်ကိုသူကိုယ်တာအစွမ်းနေနဲ့တကယ် individual skill တွေနဲ့ကြော်ဖြတ်ပြီးတော့ကျွန်တော်တို့ကိုသွင်းဖို့လိုတယ်ဖန်တီးပြီးဖို့လိုတယ် အဲ့အပိုင်းမှာစာကာနီနဲ့လုံးတဲ့ကင်တဲ့ပြင်မှာအားလုံးဒီအတိုင်းပဲမာတင်နယ်လီနဲ့ process ကဘယ်လိုမှလုံးတဲ့ကင်တဲ့ချင်းမရှိဘူးအဲ့တော့ကျွန်တော်အနေနဲ့ကတကယ်တိုက်စစ်မှုထမ်းစာရင်တကယ်အဲ့လိုမျိုးအရေးကြုံကြီးဆိုရင်လုံးတဲ့ကင်တဲ့ရှိမဲ့ ပေတောင်မဲ့တိုက်စီကိုကျွန်တော်ပို့ပြီးလိုချင်တယ်ဒါတစ်ပိုင်းပေါ့အခုကျွန်တော်တို့ဘာစီလိုနာဆိုရင်ဒါလမိုင်းရမဲတို့ဒါရာဖင်ညာတို့ဆိုပြီးချိတယ်တို့တောင်မဲ့နှစ်ဖက်ကရင်တွေကိုကန်ကန်နေတာဟိုတို့ဆိုရင်အခုတကယ်ကောင်းပါလေဆိုတဲ့အထောင်တိုက်စီမှုလီဗန်ဒော့စကီတောင်တို့မလိုတော့ဘူးသူထက်စာရင်အခုငယ်ပြီးတော့တို့နှစ်ယောက်လုံးတောင်မဲ့နေကိုပို့ပြီးကူညီနိုင်မဲ့ဒါအခုတခြားဟိုလူငယ်ကစားမကြီးပဲ၃လောက်ကျွန်တော်တွေ့ရတယ်ဒါတစ်ပိုင်းဆိုတော့ကြတော့ကျွန်တော်အနေနဲ့ကတော့ဒီလိုမျိုးအချက်လိုက်တဲ့ ခြုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်လက်ရှိဖြစ်နိုင်ရဲ့အများဆုံးကအဒီတာအနေနဲ့ဒီကြဘောက် request ကိုခေါ်မယ်လို့မထင်ဘူး Andrea Bata အရင်ကြိုက်နေသည့်တိုင်အဒီတာအနေနဲ့လုံးဝကြိုက်မယ်လို့မထင်ဘူးအဲ့တော့ကြတော့ဖြစ်နိုင်မယ်ဆိုရင် Benjamin Messer ကိုခေါ်ရင်မခေါ်ဘူးဆိုရင်လည်းဒီ Betterment တက်စ်ကိုပဲပတ်စံအများကြီးတုံးပြီးတော့အထောက်ထားချက်အတွက်ဟိုတကယ် potential ရှိတဲ့ဈေးသိပ်မများတဲ့လူငယ်ကစားမမျိုးခွိုင်းခေါ်ထားမှမဟုတ်ရင်လေအတွေ့အကြုံရင်ပြီးဖြစ်တဲ့ဈေးသိမ့်မများတဲ့အရန်တင်၃နိုင်တဲ့ အရန်ကုန်မှာပြပြကြီးထိုင်နိုင်မဲ့ဟိုအသက်ကြီးပိုင်းတွေကတိုက်ဆင်မှုမျိုးတရားကိုခေါ်ရင်ခေါ်ဒီလိုမျိုးလိုပဲကျွန်တော် သုံးသပ်မိပါတယ်ပရိသတ်အနေနဲ့လည်းဒါအာဆင်နယ်ရဲ့လက်ရှိအပြောင်းအရွှေ့ကာလပေါ်ဘယ်လိုမြင်ကြလဲဘယ်သူတွေကိုခေါ်သင့်ခြင်းလဲဆိုတာကောမန့်မှာဝင်ရောက်ဆွေးနွေးပေးတော်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်